ဗိုလ်ချုပ်ကြီးနေဝင်ရဒီတီဘောစော်ဝိုင်းကိုဘာလို့မကြိုက်တာလဲခင်ဗျာအတူပဲ it was all along တခါကဗိုလ်ချုပ်နေဝင်ကဗိုလ်ချုပ်ချစ်မြိုင်ကိုလှုပ်ပြီးတော့စစ်တပ်အတွက်ပွဲလန်းသဖြင့်တစ်ခုလှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။တီဘောစော်ဝါကတော့ဗိုလ်ချုပ်ပွဲနဲ့တီဘောပွဲနှစ်ခုကိုပဲတစောင်းမုံးလာမှာသူ့ပြည်သူတွေအတွက်ကျင်းပပေးလေးရှိတယ်လေ။ တခြားပွဲလန်းသဘင်တွေကိုလှုပ်ပေးဖို့ဆန္ဒမရှိပါဘူး။ဒါပေမဲ့စစ်တပ်ကတော့ပွဲလန်းသဘင်တွေလှုပ်ခိုင်းပြီးတော့အဲ့ဒီကရလာတဲ့ငွေကြေးတွေကိုအလိုရှိတယ်လို့ပြောလာပါတယ်။ပြည်ပစော်ဝါကပြည်သူတွေကိုသူ့အတွက်ရောစစ်တပ်အတွက်ပါငွေကြေးကုန်ကြတာမလိုလားဘူးလို့ပြောခဲ့ပါတယ်။ကျမခင်မွန်ပြည်ပစော်ဝါဟာပွဲလန်းသဘင်ကရတဲ့ငွေတွေကို ကိုဂျိုးအတွက်တကားမှအသုံးချခဲ့ပါဘူး။ Tiwa Sawa Foundation နဲ့ပညာသင်စုတွေအတွက်တော့သူအသုံးချခဲ့ပါတယ်။တခါကတော့ Tiwa Sawa ကလွှတ်တော်တက်ဖို့ရန်ကုန်မြို့ကိုသွားခဲ့တယ်လေ။ကျမလည်းသူနဲ့အတူ Tiwa ကနေလာရှို့လေးစိတ်ကတဆင့်ရန်ကုန်ကိုထွက်ခွာဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကဗိုလ်ချုပ်ချစ်မြိုင်ကကျမခင်မွန်တီဝဆော်ဝါးနဲ့ခရီးအတူတူသွားရမှာကိုကြောက်ရွံ့နေလို့ပြောခဲ့တဲ့သူလေဆော်ဝါးကြီးနဲ့သူတို့ क्वे ပြတဲ့အချက်ကတော့ ကျမခင်မွန်စောဝါကြီးကသူ့ပြည်သူတွေအတွက်ဆိုလို့ရှိရင်သူ့အသက်တောင်ပေးဖို့ဝင်မလေးတဲ့သူပါကျမအမြင်ပြောရရင်တော့အဲ့ဒီအချိန်ကလေးကအာနာပိုင်တွေဟာသူတို့အာနာတည်မြဲရေးအတွက်သူတို့လက်အောင်ငယ်သားပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာကိုထိုင်ကြည့်နေဖို့ဝင်လေးတဲ့သူပြင်မဟုတ်ပါဘူးအဲ့ဒီအတွက်အများကြီးပြန်ပေးဆက်ရမယ်လို့ကျမယုံပါတယ်အဲ့ဒါကြောင့်မို့သူတို့လိလူရှိမှုတွေအများကြီးရှိကြတယ်လေသူတို့ရဲ့လောက်ရက်တွေအတွက်တစ်ချိန်မှာသူတို့ပြန်ပေးဆက်ရလိမ့်မယ်လို့ကျမယုံကြည်ပါတယ်သူတို့နောင်ဘဝမှာကျင်းသေးဝင့်လေမှာပါ ပြည်သူလူထုကတော့ခွင့်လွှတ်ကောင်းခွင့်လွှတ်ပါလိမ့်မယ်ကျမအံ့ဩမိတာကအဲ့လိုရက်ဆက်တက်တဲ့ထိပ်ပိုင်းဆိုင်ရာအာဏာပိုင်တွေတိတ်များနေတာကိုပါယာရုမရှိတဲ့လက်အောင်ငယ်သားစစ်သားတွေအတွက်ကတော့ကျမစိတ်မကောင်းပါဘူးအဲ့ဒီချိန်နှုန်းတွေကထိပ်ပိုင်းဆိုင်ရာအရာရှိတွေဟာလက်အောင်ငယ်သားစစ်သားတွေကိုအနိုင်ကျင့်တတ်ဖြတ်တဲ့ကိစ္စတွေလည်းရှိတယ်လေသူတို့ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကတော့အခုချိန်ထိကိုပြောလို့မကုန်နိုင်ပါဘူးဒါကြောင့်သူတို့ရဲ့အဲ့ဒီလုပ်ရက်တွေကိုစုံစမ်းစစ်ဆေးဖို့ကျမညွှန်လင့်ပါတယ် ဒီဘောဆော်ဘွားကြီးဟာဒီအမေရိကမှာပညာသင်နေနောက်ဒီဘွဲရတဲ့အခါမှာမြန်မာပြည်ကိုပြန်နေဆိုတော့ဒီဒေတာဖွံ့ဖြိုးရေးအတွက်ပေါ့နော်အာဘလူးကိစ္စတွေကိုဆောင်ရွက်မယ်လို့ပြောတာကြားဘူးပါလေခင်ဗျအော်အဲ့ဒီအဲ့ဒီအခါမှာတိတ်ပြတော့ပြောစရာကောင်းတာပဲကျမရဲ့အရှင်စင်တတိယရာရဲ့ရောက်တဲ့အခါမှာစင်လူး အဲအဲ့ဒီပရှန်နဲ့တနူနဲ့ပမပဒီပမနေလူစတနူပမလူမျိုးအလုံးစီစီလုံးလုံးနေကြရလေတယောက်နဲ့တယောက်အခုညီပေးဖို့လဲ ပြောစီရတာမလိုပါဘူးကျမတို့တွေအားလုံးဟာမိဘမဲ့ကလေးတွေတက်ကြီးရွယ်အိုတွေကိုအဲ့ဒီအချိန်ကအတူတူကူညီပေးခဲ့ကြပါတယ်ကျမတို့ဟာမိသားစုတွေပါပဲအချင်းချင်းလေးစားတဲ့စိတ်အပြည့်အဝလည်းရှိကြတယ်လေကျမတို့တော့1954နဲ့1962ခုကြာကာလမှာတိတ်ကိုပြောစီရကောင်းခဲ့တဲ့အချိန်တွေပဲဖြစ်ခဲ့ပါတယ်1962နောက်ပိုင်းမှာတော့စစ်တပ်ရဲ့လက်အောက်မှာအားလုံးပြောင်းလဲခဲ့ပါတယ်ကြောက်စရာကောင်းလာတဲ့အချိန်တွေလည်းဖြစ်ခဲ့ပါတယ် ဆော်ဝါကြီးအသက်ခံရတာကိုကျမအခုချိန်ထိမယုံနိုင်သေးဘူးလေ very very happy အဲ့ဒီချိန်တုန်းကကျမယောက်ျားဆော်ဝါကြီးကိုသူတို့တက်လိုက်ကြတဲ့အဖြစ်ကိုကျမချက်ချင်းမယုံနိုင်ခဲ့ဘူးလေ they never had ပြေရင်ဆရာတယောက်ကိုတွားမိတော့မန္တလေးထောင်မှာအကျဉ်းကျနေတယ်လို့သူကပြောတယ်နောက်ပြေရင်ဆရာတယောက်ကိုတွားမိတော့ဆော်ဝါကြီးအသက်ခံလိုက်ရတယ်လို့ဟောလိုက်ပြန်ပါတယ် ကျမကိုကျမမယုံနိုင်ဘူးလေ။အဲ့ဒီချိန်တွေတုန်းကစစ်တပ်လာပြီးဆိုရင်ကျမမပြောတော့ဘူးရှင်။အဲ့ဒီမှာနေတုန်းကဘောကျုပ်ပွဲကိုလည်းတွားတယ်။အဲ့ဒီပွဲမှာဆိုရင်ကလာကောပလောင်ကောပို့ဥကောတရုတ်ကောအားလုံးလာကြတယ်လေ။အားလုံးကလည်းချစ်ချစ်ခင်ခင်နဲ့နေကြပြန်တယ်။ and there was respect for everybody နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဗာရီမြန်လုပ်မယ်လို့ပြောတာကြားဘူးပါလား well he wanted to to have ကျမခင်မွန်စောဝါကြီးကပြည်နယ်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေချင်တယ်လေဘာကြောင့်လဲဆိုတော့သူကတပ်ထုတွင်အင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ပြည်နယ်တွင်းမှာဓာတ်တပ်ထုတူဖော်မှုလုပ်ငန်းတွေအများကြီးလုပ်เสียရှိနေခဲ့လို့ပါ သူမှာပြည်သူတွေအတွက်အစီအစဉ်တွေအများကြီးရှိပါတယ်။များသောအားဖြင့်တော့စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်မယ့်အစီအစဉ်တွေပါပဲ။နိုင်ငံရေးအနေနဲ့ကတော့တို့တွေအာဏာကိုဆွန့်လွတ်မှဖြစ်မယ်လို့သူမကြာခဏပြောလို့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်းတဲ့စော်ဘွားတွေရှိတယ်လို့မကောင်းတဲ့စော်ဘွားတွေလည်းရှိနေလို့လေ။စော်ဘွားကြီးကအဲ့ဒီတုန်းက တိန်နီနယ်မိုင်းရန်နယ်တိဘောနယ်စတဲ့ရှမ်းပြည်တွေကိုအစိမ့်စိမ့်မှမှကွဲနေတဲ့အစားလွှတ်တော်မှာကိုစားပြုနိုင်တဲ့ရှမ်းပြည်နယ်ကြီးတစ်ခုကိုဖြစ်စေခြင်းခဲ့တယ်လေ။စော်ဝါကြီးကသူ့ပိုင်ဆိုင်တဲ့လင်းမြေအားလုံးကိုပြည်သူတွေအုံပြုတဲ့အခါသူ့ကိုအခွင့်အရေးပေးနေရတာကိုလည်းသူမနစ်မြုပ်ခဲ့ဘူးလေ။ ဒါကြောင့်သူကသူပိုင်ဆိုင်တဲ့မြေတွေကိုပြည်သူတွေနေထိုင်အသုံးပြုနိုင်ဖို့ခွဲဝေပေးပြီးတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့လည်းဆောင်ရွက်ခဲ့ပါတယ်။ဒီဘောမှာကျမနေခဲ့စဉ်ကကျမအတွက်တော့တိတ်ကိုပြောစရာကောင်းခဲ့ပါတယ်။ဗမာစကားနဲ့ရှမ်းစကားတက်အောင်လည်းအားလုံးကကျမကိုဝိုင်းတင်ပေးခဲ့ကြတယ်လေ။သမီးနှစ်ယောက်ကိုလည်းဒီဘောခေါ်နှန်းထဲမှာပဲမွေးဖွားခဲ့တာပါ။ဘုံကြီးเจ้าကိုလည်းကျမသွားခဲ့ပါတယ်။ကမထန်းကိုလည်းကျမထိုင်ခဲ့တယ်လေ။ မစ်အင်းကစာချင်းအနေနဲ့ဒီတိဘောစပွားကြီးနဲ့မြန်မာပြည်ကိုလိုက်သွားတဲ့အခါကျတော့ဒီမြန်မာပြည်မှာပဲတသက်လုံးနေမယ်လို့စဉ်းစားခဲ့ဘူးလား Yes yes uh, I I really expected to live in Burma forever ကျမဗမာပြည်မှာတသက်လုံးနေဖို့ဆန္ဒရှိခဲ့ပါတယ်။ကော်လူရာဒိုတက္ကသိုလ်ကစော်ဘွားကြီးကိုအလုတ်ခွင်လန်းတွေအတွက်ပြန်လာဖို့တောင်းဆိုလာတဲ့အချိန်မှာတော့သူကကျမကိုပြန်သွားခြင်းလားလို့မေးခဲ့တယ်လေ။သူပြန်မသွားခြင်းဘူးဆိုတာကျမသိပါတယ်။ ကျမကလည်းဗမာပြည်ကိုခင်တွယ်သူမှုကျမအိမ်လိုယူဆထားတာကြောင်းပြန်မသွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ကျမရဲ့ဆန္ဒကအဲ့ဒီမှာပဲတစ်တလုံးနေသွားခြင်းခဲ့တာပါ။1962ခုနှစ်မှာတော့ကျမဘဝအတွက်တကယ့်ကိုတုံ့လောက်ခြောက်ခြားစရာဖြစ်ခဲ့ရပါတယ်။ဒါကြောင့်1964ခုနှစ်မှာကျမဗမာပြည်ထဲကနေ ထွက်လာခဲ့ပါတယ်။ဒီလိုကျမထွက်ခွာလာဖို့အတွက်စစ်တပ်ကခွင့်မပြုခဲ့ဘူးလေ။ဒါကြောင့်ကျမအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအကြောင်းတွေအားလုံးကိုကျမစာအုပ်ထဲမှာရေးသားခဲ့တယ်လေ64အခက်ခဲတွေကြားရတဲ့ကကျမမိဘတွေစီကိုပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျမအမေရိကန်ကိုရောက်ခဲ့ပြီးတော့ကျမယောက်ျားစော်ပါကြီးနဲ့အတူတူနေထိုင်ခဲ့မှုတဲ့ကော်လိုရာဒိုမှာပဲကျမနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာကစော်ပါကြီးနဲ့ကျမပျော်ရွှင်ခဲ့တဲ့နေရာဖြစ်နေလို့လေ ူကွယ်လွန်သွားပြီဆိုတာကိုသိခဲ့ပြီးတဲ့နောက်ကျမခလေးတွေကိုကြီးပြင်းလာအောင်စောင့်ရှောက်ဖို့တခုခုလုပ်မှဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့ကြောင်းပြန်တက်ခဲ့ပါတယ်။အဲဒီနောက်မဟာဘွဲ့ကိုကျမရအောင်ယူခဲ့ပါတယ်။ခုနှစ်ကြာပြီးတဲ့နောက်ပိုင်းမှာတော့ကျမနောက်အိမ်တော်ပြုခဲ့လေ။ကျမရဲ့နောက်အိမ်တော်ကလည်းရှမ်းပြည်နယ်ကလူတွေကိုကူညီဖို့စိတ်အားထက်သန်သူပါ။ and got the teaching degree got my master's degree အမေရိကန်ကိုရောက်ပြီးမှရောဒီမြန်မာပြည်အတွက်အဲလှုပ်ဆောင်ပေးနေတာလေးတွေကိုပြပြပြောအောင်လူများအများကြီးကူညီတယ်နော်နောက်ပြီးတော့မြန်မာပြည်သူတွေကိုကူညီဖို့ကျမ Twilight Over Burma ဆိုတဲ့စာအုပ်ကို ရေးခဲ့ပါတယ်အမေရိကန်မှာလူအများစုကမြန်မာပြည်အကြောင်းနဲ့စိုးရတဲ့စစ်အစိုးရကိုတိတ်အချမသိကြပါဘူးကျမစာအုပ်ထဲမှာအဲ့ဒီအကြောင်းတွေကိုသတိပြုမိအောင်ရေးသားခဲ့ပါတယ် နောက်တစ်ခုကကျမတို့မိသားစုအနေနဲ့နိုင်ငံရေးခိုလုံသူတွေကိုကျမတို့တက်နိုင်သလောက်ကိုကူညီဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဘယ်တော့မှလုံလောက်တယ်ဆိုတာမရှိပါဘူး။ဆက်သူစန္ဒီစုဆိုပြီးတော့လေရှမ်းပြည်ကိုပြန်ပြီးအလုပ်လုပ်နိုင်တဲ့သူတွေကိုထောက်ပံ့တဲ့အစီအစဉ်တစ်ခုလည်းလှုပ်ဆောင်ထားပါတယ်။ကျမအမျိုးသားတက်နဲ့တမိနှယောက်ကလည်းဒီကိစ္စအတွက်ကူညီပါတယ်။ကျမအခက်အခဲတွေ့နေတဲ့ပြည်သူတွေကိုနေတိုင်းမြေတားပို့ပါတယ်။ကျမလေအခက်အခဲဖြစ်နေတဲ့မြန်မာပြည်သူတွေကိုနေတိုင်းမြေတားပို့ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က Burma Lifeline Foundation ကို ကျမတည်ထောင်ခဲ့ပါတယ်။အဲ့ဒီ foundation ကလှူဖို့အတွက်ပါလှူခြင်းနဲ့သူတွေစီကလည်းငွေလက်ခံပြီးတော့ပြန်လှူပေးပါတယ်။ထိုင်းတို့အိန္ဒိယတို့ဘက်ကသူတွေကိုလည်းတက်နိုင်သလောက်ကူညီပေးပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်တွင်ဒေါ်လာတန်းကျော်လှူခဲ့ပြီးပါပြီ။ကံမကောင်းစွာနဲ့ပဲအားလုံးကိုတော့မလှူနိုင်ခဲ့ပါဘူး။မြန်မာပြည်ကပြည်သူတွေအားလုံးအတွက်တော့နောက်ဒီတီဘောနယ်ကရှမ်းမြို့သားတွေစီကိုနှုတ်ဆက်စကားပြောပြပါဦးခင်ဗျာ။ ကျမအခုအမေရိကန်ကိုရောက်တော့တရာဂျီဒါကြောင့်ပမာစကားတိပြောမလွယ်ဘူးတဲ့လေးစင်ရကြတော့မမပြောတော့ဘူးဒါမဲ့ကျမကျမရဲ့စိတ်နေတိုင်းနေတိုင်းဒီဘကိုရောက်နေတယ်ပြီးတော့မေတ္တာပို့ပြီးတော့အဲကျမဆိုရင် တွားနိုင်လဲဆိုရင်ချက်ချင်းတွားချင်တာပေါ့စိတ်စိတ်ဆိုရင်ဒီကောတခါမှအမှန်မှန်မရောက်ဘူးမြန်မာရဲ့စိတ်ပြီးတော့အားလုံးဒီမှာနေပါတယ်ပြီးတော့ကျမရဲ့နေတိုင်းအခုအခုဘာဖြစ်ရှမ်းပြီမဒုက္ခဖြစ်တဲ့တော့တိတ်ဒုက္ခဖြစ်နေတယ်စိတ္တဆိုရင်စိတ္တအဆိုးရဆိုရင်မကောင်း အတိုင်းပြည်အတွက်မကောင်းဘူးဒါမဲ့တနေ့ဆိုရင်အလုံးကောင်းလာမယ်တနေ့ဒီစအာကိုရင်ဆိုရင်ပြီးတော့ကိုကိုတိုင်းရအာရှိတယ်ဆိုရင်ပြောင်းသွားမှာပေါ့ဒါပဲစူတောင်းနေတယ် ពពីពីនងមិនតែងក៏ធំក៏ខខឡាត់គេយ៉ាវិយ៉ាវិវ៉ានងក៏ដេលីម៉ាតាំងមូតក៏ខកក៏គុកសឡៃងែសសុងមេតាគួនគួនទីពីនងអានអានយូមិនតៃមិនបានងែអានពីទុក្ខមលយោទុក្ខាពីនមលយោវ៉ៃណេម៉ាក៏ឈានម៉ាទេទេយោខកសុតង sinzan kuan kuan waise di he sam lo lo mi hang wanangade chan ma kaba kaba pinong ng tai mi hang an an luksit malyo an kahit kahit dem pin ngang